လာမယ့်မင်္ဂလာပါဒီနေ့ April 10ရက်နေ့မှာတော့ Last Show Last Show ကိုနေပြီးတော့ MNDA ကစွန့်ပြီးတော့သွားရမယ်เนาะသွားရမယ်အရင်တော့ပြောတာကဂျွန်လာမှာเนาะဂျွန်လာမှာအခုကတော့ Solve April เนาะ April 10ရက်နေ့မှာစပြီးတော့ထွက်တော့မယ်ဆိုတော့ထွက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဆူညံပွားထားတဲ့ဟာတွေလည်းရှိတယ်တော်တော်ကိုဝေဖန်ခံရတဲ့ဟာတွေလည်းရှိတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ PDF တွေเนาะပမာရဲ့ PDF လေးတွေเนาะအဲ့ဒီမှာတော်လိုင်းရဲ့ဖွဲ့တွေအဲ့ဒီမှာသက်ပေါများစွာကျွန်တော်တို့နော်ပေးဆိုင်လိုက်ရတယ်เนาะအဲ့ဒါကိုမျိုးသိမ့်ဖို့အတွက် ူတို့တစ်ခုတည်းတိုက်လို့ဘယ်တော့မှမရဘူးနော်ပမာ PDF မပါသေးရဲ့အဲ့ဒီ MND ရဲ့လက်နက်ကင်တွေဟာဆိုလို့ရှိရင်လုံးဝလုံးဝတိုးလို့မရဘူးနော်ဒီနေ့အောင်ပွဲတွေရတယ်ဆိုတာကျွန်တော်တို့ပမာပြည်သူလူထုတွေကနော်အဲ့ဒီစက္ကဆတ်ကိုကိုးတိုင်းနော်ပမာရဲ့လက်နက်ကင်တွေကိုကနေပြီးတော့နော်ဒီမအလတ်ကိုကိုးတိုင်းနော်ဆန့်ကျင်တဲ့အတွက်ကြောင့်ဒီခီးရောက်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တကက်ဒေါ်လာရဲ့အဓိက point ဖြစ်တယ်ဆိုတော့ အခုက21ရက်နေ့မထွက်ခင်မှာအခုပါလို့လုပ်လဲဆိုလို့ရှိရင်ဒီနေ့တတိယမီဒီယာနေ့မှာဖော်ပြထားတာကတော့ last show မှာဒီတိတူညာညက်ခေါ်စစ်စင်ရေးမှာဆိုလို့ရှိရင်တော့သူတို့ဆုံးရှုံးသွားတဲ့အိမ်တွေအများကြီးရှိတယ်ပျက်စီးသွားတဲ့အိမ်တွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ယောက်ျေးပေးတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယထွက်လာတယ်ဆိုတော့အဲ့ဒီယောက်ျေးကဘလော့ပေးလို့ဆိုလို့ရှိရင်တော့နောက်အဲ့ဒီပျက်စီးဆုံးရှုံးသွားတဲ့လူတွေကိုနေပြီးတော့ ဒီသိန်း90เนาะသိန်း90သူတို့ကိုရောချေးပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ကြာဆုံးသွားတဲ့ရေးပေါ်တို့ကနေပြီးတော့အောက်မေ့ဖွေတွေကိုနေပြီးတော့ဆက်တိုက်လောက်တာကိုကျွန်တော်တို့တွေ့ရတယ်လူမှုကွန်ရက်ပေါ်မှာเนาะသူရဲ့တကယ် MND ရဲ့တကယ်ကောင်းဆောင်ကိုယ်တိုင်ကနေပြီးတော့เนาะဘိုင်းခွေတွေနေပြီးတော့ခြားတယ်เนาะအမတ်တရားအောက်မေ့ဖွေတွေလောက်တယ်ဆိုတဲ့ဟာကိုဒီနေ့ဗီဒီယိုတွေဆက်တိုက်တွေ့ရတယ်ဆိုတော့အဒီမှာ last show မျိုးကိုမထွက်ခင်မှာသူတို့ကနေပြီးတော့ခုနကရောချေးတွေပေးတယ်ဆိုတဲ့ဟာကိုတော့เนาะကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကမအလိုက်ရဲ့အလှူเนาะမအလိုက်ရဲ့အလှူကတော့အလှူတန်းတော့တကယ်เนาะဖျားတကာចောင်းတကာ ်နော်တကယ့်ကမ္ဘာမှာဆိုလို့ရှိရင်ညံတော့အမြင့်ဆုံးတရားဝင်ပြီးတော့ကျွန်တော်တို့ data ကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့အခုမြင်လင်ကြားမှာပဲနော်အတားကရတရားခြေတာလားဗလားတော့ကျွန်တော်တို့မသိဘူးသူလုပ်တဲ့အရာတိုင်းကအခုလုံးရတရားခြေတာပဲဆိုတော့အတားရှင်ပြူပေးတယ်နော်ရှင်ပြူပေးတယ်ရှင်လောင်းပေါင်း9500နော်9500ဆိုတော့နဲ့မဟုတ်ဘူးအာ9500ကိုနေပြီးတော့ကျွန်တော်တို့ဒီရှင်ပြုပေးတယ်ဆိုတော့ဒီရှင်လောင်းတပါးတပါးကိုကျွန်တော်တို့ကဒီတသိန်းတသိန်းစီပေးမယ်မိဘကိုတသိန်းတသိန်းစီပေးမယ်ဆိုပြီးမှမအားလာကတင်းသွင်းပြီးတော့ရှင်လောင်းပေါင်းเนาะအပါပေါင်း 9500နော်9500ကိုနေပြီးတော့သူရှင်းပြပေးတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာထဲမှာဝေဝေဆဆဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အတိပြတော့နော်မအလာကဒီငလျင်အကြောင်းပြသူလူထုတွေဒီလောက်အသေးပြောင်းများတဲ့အချိန်မှာနော်အလူပွဲကတော့ SC ပဲနော်အလူပွဲကတော့ SC ပဲတန်တလေးမြို့မှာကိုတိုင်ကိုကအဲ့ဒီငလျင်တန်ကြောက်အစောက်တွေပြိုတဲ့ကြားမှာနော်ရှင်တော် လှည့်တဲ့နော် IDP လို file နဲ့တော်တော်များများကြီးရဖြစ်တယ်ဆိုတော့ IDP လို file နဲ့ကျွန်တော်တင်ထားပြီးသားဖြစ်တယ်ဆိုတော့မအားလားလေအားကြမ်းခံနော်အခုနော်ရှင်လောင်းပါပေါင်း9000လောက်ရကုန်ပြီတော့ the break day ရှင်ပြပေးတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့ ဒါတတိမီဒီယာတွေမှာတတိတာပုံရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ကချင်းပြည်နယ်တနိုင်းမှာဆိုလို့ရှိရင်တော့အဲ့ဒီတိုက်ပွဲတွေဖြစ်တယ်။ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဘိုဝင်းမိုးကျော်ဆိုတဲ့အဲ့ဒီဗိုလ်ကြီးကနေပြီးတော့အဲ့ဒီမှာတည်ဆုံသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်ခုကမန္တလေးမြို့ချမ်းမြေသာစီမှာရှိတဲ့ဒံပောက်ဒီရက်ကွက်မှာရှိတဲ့တထေးကုန်းရက်ကွက်မှာကျွန်တော်တို့အာဇနီကုန်းရှိတယ်နော်အာဇနီကုန်း။အဲ့ဒါကအာဇနီပိတ်မှန်လို့လူသိများတယ်။အဲ့ဒါက1000နဲ့300ပြည့်အရေးတော်ပုံမှာတည်ဆုံသွားတဲ့အာဇနီသူရဲကောင်းတွေကနေပြီးတော့အဲ့ဒီမှာ သူတို့မြေတွေကိုသူတို့ဝယ်တယ်ဝယ်ပြီးမှအဲ့ဒီပြည်သူလူထုတွေကဝယ်ပြီးတော့အဲ့လိုအာဇာနဲ့ပိတ်မှန်လုပ်ပေးတာနော်ပိတ်မှန်လုပ်ပေးတာအဲ့ဒီမှာ16ယောက်အာဇာနဲ့16ယောက်ရဲ့နာမည်တွေကိုအဲ့ဒီမှာ ခဲ့ထားတာရှိတယ်1988နဲ့ရှေ့ကနေပြီးတော့သူတို့စပြတ်ချစ်ပါတယ်အဲ့ဒီအာဇနစ်သူရဲ့ကောင်းတွေကိုနော်ဗိမာန်မှာသွားပြီးတော့နော်ဂုံပြူတာနော်ဆိုတော့အဲ့ဒီဟာလည်းမြင်းကလင်တန်ကြောင့်ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီနေ့မြင်းကလင်တန်ကြောင့်တည်ဆုံးသွားတဲ့လူကဆိုလို့ရှိရင်3640 5ဦးရှိပြီးတော့ကျွန်တော်တို့ဒဏ်ရာရရှိတဲ့လူကတော့9039ဦးဖြစ်တယ်ပျောက်ဆုံးစိမ်းအခုရှာလို့မတွေ့သေးဘူးနော်အဲ့ဒီလူတွေကတော့ နော်တရာနဲ့၄၀နဲ့ရှစ်ဦးရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့နောက်တစ်ခုကပဲလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရခိုင်ကလေးတိုင်မြင့်ချံမြို့အမှတ်၈၈ရပ်ကွက်မှာထိုင်ချထားတဲ့စက္ကဆရဲ့ gate ကနေပြီးတော့ဒီဖျက်တော်လိုင်းဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်။တိုက်တဲ့ခါကျတော့အဲ့ဒီမှာဆေးလေးရပေးဆုံးသွားတယ်။အဲ့ဒါကစက္ကဆဖဲကတည်ဆုံးသွားတာဖြစ်တယ်။အခုတင်ပြတဲ့အရာတွေအားလုံးကကျွန်တော်တို့စက္ကဆဖဲကတည်ဆုံးနေတာဖြစ်တယ်။အများအားဖြင့်တော့တနေ့တနေ့ကိုစက္ကဆဖဲကတည်ဆုံးတဲ့အလောင်းတွေကမနေဘူး။နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ ဒီမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ရှိတယ်နော်ကိုယ်စားလှယ်အဲ့ဒီမှာသူတို့တယောက်တယောက်စီခံတယ်ဆိုတော့ခုကဒီ OC ကနေပြီးတော့ဒီ Julie Bishop နော် Julie Bishop ဆိုလို့ရှိရင်တတနာပဲပြတ်ပါတယ်သူကလည်းနော်သူတို့ဖက်မှလည်းအယုံကြည်မရှိဘူးဆိုတော့အခုမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်နေသူ့ကိုခံထားတယ်မြန်မာနိုင်ငံကိုတခါမှမသွားဘူးနော်သူရဲ့လောက်ရက်တွေကလည်းတော်တော်ဝေဖန်မှုနဲ့မြင့်တက်နေတယ်ဆိုတော့အခုငင်းလင်းရင်တွေလုတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ မလာစီမှာတော့တွေ့တယ်ခုတော့တွေ့တယ်အခုမြန်မာနိုင်ငံကိုရောက်ရှိဖို့ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဒီကိုလတမကရဲ့ဒီအတွင်းမုံအန်တီနီယိုကူတရာကလည်းသူကပြောတယ်ဒီဂျူလီဘီရှော့ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံကိုသွားဖို့ရှိတယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒီဟာဆိုလို့ရှိရင်အချိန်ကိုက်ဖြစ်တယ်ဆိုတော့မြန်ငလျာလှုပ်တယ်လှုပ်တဲ့ခါကျတော့ကျွန်တော်တို့အပြစ်ခတ်ရက်စေးကိုเนาะအဖွဲစီတော်တော်များများကကျင်ညာချက်ထုတ်တယ်အဲ့ဒီမှာကျွန်တော်တို့ KMPP တို့ဒီဖက်က KNU တို့တော့မပါဘူးပေါ့ချင်းတို့ပါတော့လည်းမပါဘူး ဒီဖက်မှာရခိုင် AA ပေါ့နော် AA တို့ထုတ်ပြန်တာတွေ့ရတယ် NUG ထုတ်ပြန်တာပြီးလို့ရှိရင်တော့ KIA ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့စကတ်စက်ကိုတိုင်းကလည်းရပေါင်း20ပြခရဆေးတယ်ဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တယ်ဆိုတော့ဒီဟာဆိုလို့ရှိရင်နိုင်ငံတကာကဒီကုလသမဂ္ဂကကြိုးဆိုတယ်ဘာဖြစ်လို့ကြိုးဆိုလဲဆိုလို့ရှိရင်ဒါက dialogue တစ်ခုညီချမ်းရဲ့လမ်းစာခုပွင့်ပြီးဒီနော် ဒီငလေးဟာဆိုလို့ရှိရင်သူတို့အတွက်လမ်းစာတစ်ခုကိုလည်းပြီးတော့ဖန်တီးလိုက်ပြီဆိုတဲ့ဟာကိုသူတို့ကအာပါတရအဲအဲ့လိုမျိုးလောက်တာတွေ့ရတယ်ဆိုတော့အဲ့ဒါကြောင့်အခုအဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်နော်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Julie Bishop ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံကိုဘွားဖို့ရှိတယ်သူရောက်လာမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့စကိုင်းတိုင်အင်းတော်မြို့ကိုနေပြီးတော့နော်ဒီဖက်ကတော်လိုက်ရအဖွဲ့တွေကထိမ့်ပတ်လိုက်ပြီနော်အဲ့ဒါကအမတ်တစ်စစ်တေတာနော် NUG ရဲ့ MOD မှုအမတ်တစ်စစ်တေတာနေရာဖြစ်တယ်ဆိုတော့ဒီအမတ်တစ်စစ်တေတာကိုဘယ်သူကဥဆောင်လဲဆိုလို့ရှိရင်နော် KNY ကနေပြီးတော့ဥဆောင်လဲ တော့ဒီလိုအင်းတော်မျိုးကိုဘလောက်ကြာသွားလဲဆိုလို့ရှိရင်၈လကြာတယ်နော်၈လကြာပြီးတော့အဲ့ဒီမှာတိုက်တယ်သူတို့ကိုပိတ်ဆို့တယ်တန်ခတ်တယ်နော်အစာရေစာတွေကနော်အဲ့ဒီမှာဒီစက်တရေတွေကိုအကုန်လုံးဖြတ်တောက်တယ်ဒီစဝက်နေရဲ့အကုန်လုံးပေါ့နော်ဖြတ်လက်ဖြတ်ကိုအကုန်လုံးဖြတ်ချလိုက်တယ်နော်ဖြတ်ချလိုက်ပြီးတော့အဲ့လိုမျိုး၈လကြာမှာကျွန်တော်တို့ ဒီဂျပန်လိုင်ကိုလို့ခေါ်တဲ့ဒီလိုင်ကိုပေါ့နော်ဒီလိုင်ကိုကနေပြီးတော့တစ်ခုရှိတယ်။နောက်ပထမနဲ့ဒုတိယဆိုတော့အခုဒီ online ပေါ်မှာတကက်နာမည်ကြီးနေတဲ့ဒီ video file တစ်ခုကတော့ဒုတိယမြောက်ဖြစ်တယ်။ဆိုတော့အဲ့ဒီဂျပန်လိုင်ကိုထဲမှာဒီတိုင်ယန်မွန်ကိုတိုင်ကနေပြီးတော့ဥဆောင်ပြီးတော့ဒီအင်ဒိုမချရဲ့အတွက်အင်ဒိုမျိုးမချရဲ့အတွက်သူတို့ကခုခံတိုက်ခိုက်တာဖြစ်တယ်။ဆိုတော့တိုင်ယန်မွန်ကိုတိုင်အဲ့ဒီမှာရှိတယ်။ဆိုတော့ရှစ်လကြာအလုံးအစာရစာတွေကိုနော်အဲ့ဒီမှာဆက်သွေးလမ်းကြောင်းတွေကိုအကုန်လုံး ိတ်လိုက်တဲ့ခါကျတော့ဒီလောက်အခိုင်အမာเนาะအဲ့ဒီ like ကွာဆိုလို့ရှိရင်တကယ့်အခိုင်အမာကျွန်တော်တို့ဗီဒီယိုမှာတွေ့ရလိမ့်မယ်ကျွန်တော်ရဲ့ဒီ channel မှာလည်းကျွန်တော်တင်ထားပေးတယ်เนาะအဲ့ဒီမှာသွားကြည့်လို့ရတယ်ဆိုတော့တော်တော်ခိုင်ခိုင်မာမာဆောက်ထားတဲ့เนาะတကယ့် indoor ရဲ့ဒီ Japan line ကိုပေါ့เนาะ Japan ရဲ့ line ကိုလေးဖြစ်တယ်เนาะဆိုတော့အဲ့ဒီမှာခိုအောင်ပြီးတော့တိုင်းမမူးကိုတိုင်းเนาะတမမူးကိုတိုင်းဦးစီးပြီးတော့တက်ခိုက်တာဖြစ်တယ်ဆိုတော့ရှစ်လအကြာမှာသူတို့ကဆိုလို့ရှိရင်အဲ့ဒီစခန်းကိုစော့ပြီးတော့ထွက်ပြေးကုန်တယ်เนาะခွေပြေးဝဲပြေးကုန်တယ်ပြေးတဲ့ခါကျတော့ကျွန်တော်တို့လုံးဝအဲ့ဒီဟာကိုနေပြီးတော့ခင်ရင်နဲ့ပူပေါင်းဖွဲ့ရက ဖြစ်သက်တင်ပိုင်လိုက်ပြီတင်ပိုင်လိုက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဒီစက္ကစဖက်ကဖန်ဆီရမိတဲ့အရှင်ဖန်ဆီရမိတာအယောက်ပေါင်း40ရှိတယ်ဒေဆုံးတာကကျွန်တော်တို့ KIA ရဲ့တိုက်ပွဲတွေတိုင်းမှာခြေလိုက်နော်စက္ကစရဲ့အသေးအပြောက်တယောက်မှမရှိဘူးနော်တယောက်မှမရှိဘူးသူတို့ဖော်ပြထားတာအမှမရှိဆိုတော့ဒီစစ်သွင်းပိုင်းတွေကလည်းကျွန်တော်တို့ KNA ကတင်ပိုက်တဲ့မြို့တွေမှာအများအားဖြင့်ကျွန်တော်တို့တိတ်မရှိလို့เนาะအခုကတော့၄၀ကိုပေါ်ပြထားတာကိုတွေ့ရတယ်ဆိုတော့ ဒီကချင်ပြည်နယ်တကြောမှာတိုက်တယ်တိုက်ပွဲတွေမှာဆိုလို့ရှိရင်เนาะစကားစဘလောက်ပေးတယ်ဆိုတာတစ်ခါမှပေါ်ပြထားတာကျွန်တော်တို့တွေ့ရမှာမဟုတ်ဘူးပြီးလို့ရှိရင်တော့ဖန်စီယာမင်းတွေလို့ဘလောက်လဲဆိုတာအဲ့ဒါထူဆန်းမှုတယ်เนาะထူဆန်းမှုတယ်ဘလောက်ချေတန်လုံးလဲဆိုတာအဲ့အဲ့ဒါကိုပဲချိလိုက်เนาะဆိုတော့အခုက UNG ရဲ့ထင်းချုပ်ထားတဲ့နေမြေတွေမှာဖြစ်တဲ့ခါကျတော့အခုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာအယောက်ပေါင်း၄၀เนาะအယောက်ပေါင်း၄၀သူတို့ဖန်စီယာမိတယ်အဲ့ဒီမှာ120ဟောင်းဝင်စာအမြောက်တွေ122เนาะအဲ့ဒီ အမြောက်တက်ကိုနေပြီးတော့သင်ပိုက်ရရှိတယ်အဲ့ဒီမှာလက်နက်ခဲရတွေလည်းအများကြီးပါပဲเนาะအများကြီးပါပဲဆိုတော့ဒီမင်းကလေးလှုပ်ပေးတဲ့နောက်ပိုင်းမှာသူတို့ကပြစ်ခတ်ရစီကိုပြောတယ်နောက်ပြစ်ခတ်ရစီပြောတဲ့အချိန်မှာပဲเนาะကျွန်တော်တို့ကဘာကိုသိမ်းလို့ရလဲဆိုလို့ရှိရင်ပထမဆုံးထွက်တဲ့တည်တင်တည်င်းကောင်ကဒီညောင်ဂျိုးเนาะညောင်ဂျိုးဒီ view has ခန့်ကိုနေပြီးတော့အေးကသင်ပိုက်လိုက်ပြီเนาะအဲ့ဒါကိုပို့ပေါ်မှဖွေးတယ်ဆိုတော့အဲ့ဒီထပ်ပြီးတော့နောက်တစ်ရက်နေ့မှာထပ်ပြီးတော့တည်တင်ထွက်လာတယ်အဲ့ဒါကဖလမ်မျိုးကိုသင်ပိုက်ရရှိတယ်เนาะဖလမ်မျိုးကိုအပြစ်သက်ဒီချင်းညောင်ဖွေးကနေပြီးတော့သင်ပိုက်ရရှိတယ်ဆိုတော့အခုဆက်တိုက်ပဲเนาะတည့်ရက် ထပ်ပြီးတော့ထွက်လာတယ်အဲ့ဒါကအင်းတော်မျိုးကိုတင်လို့ရတယ်ဆိုတော့မြင်းကလေးအပြီးမှာမြင်းကလေးအကြောင်းကျွန်တော်တို့အပြစ်ခတ်ရက်စစ်လိုက်ရက်ပေါင်း20အတွင်းမှာနော်စက်တိုက်ထွက်လာတဲ့အောင်ပွဲတွေကတော့ကျွန်တော်တို့ညုံဂျိုးဘူဟာစခန့်ရဲ့ကျွန်တော်ခုနကဖလန်မျိုးရဲ့ဒီအင်းတော်မျိုးရဲ့အစ်ပြတော့မြို့နှစ်ခုဆော့အောင်ပါတယ်နော်မြို့တစ်မြို့တစ်မြို့ကိုတိုက်ဖို့ဆိုတာနည်းတယ်မဟုတ်ဘူးဆိုတော့အဲ့ဒီမျိုးနှစ်မျိုးကိုနေပြီးတော့အကောလုံးသင်ပါရရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာဝန်သားအားရဆိုတဲ့တတိမီဒီယာတိုင်းမှာပေါ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကလည်းခံပြနေမှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ပါတီတွေအများကြီးသူတို့ဒီမအလာနဲ့ပေါင်းပြီးတော့နော်ပါတီတွေအဲ့လိုမျိုးရုပ်ကောက်ပုံဝင်ပို့တဲ့မှတ်ပုံတင်ထားတဲ့နော်အဲ့ဒီပါတီတွေအများကြီးရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင် AFP ပါတီဆိုတဲ့ဒေါက်တာအင်မွန်တို့နော်ဦးဆောင်တဲ့အဖွဲ့တွေနောက်တစ်ခုကပါလဲဆိုလို့ရှိရင် RSNUP ဆိုတဲ့အဲ့ဒီအဖွဲ့ရဲ့နောက်တစ်ခုက AMP နော် AFP အဖွဲ့လည်းကျွန်တော်တို့ကဒီကြောက်ပြရဲ့ဒေသခံဖြစ်တဲ့ဒီရခိုင်တိုင်းဒေသပါတီပေါ့နော် အဲ့ဒီ AMP AMP ကိုဥဆောင်တဲ့လူကတော့ကျွန်တော်တို့ကြောက်ဖြူမျိုးရဲ့ဇာတိနော်အဲ့ဒီမှာဥပရှင်ဖြစ်တယ်နော်ဆိုတော့အဲ့ဒီဟာကခုကဒီနေ့ထပ်ပြီးတော့ဒီပတ်တဲ့တစ်ကိုသူတို့ကနေပြီးတော့ဖွင့်စီလိုက်တယ်အဲ့ဒါက AMP မဟုတ်တော့မနဲ့ RMP RMP လို့ခေါ်တဲ့ဒီနာမည်အစ်စ်နဲ့နေပြီးတော့မကုန်တင်နေဆိုတဲ့ဟာကိုဒီစကားစကားထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့သူရဲ့မူလ AMP ရဲ့ တကယ်ပါတီရဲ့ကောင်းဆောင်ဥပရှင်ကိုမေးတဲ့ခါကျတော့အဲ့ဒီအကြောင်းကိုတော့သူဖြေချဖို့မရှိဘူးဆိုတော့ဒီအင်တာဗျူးတစ်ခုကိုလည်းကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့အစ်ပြရတော့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့ပါတီတွေတော်တော်များများမှတ်ကူတင်တာကိုတွေ့ရတယ်အဲ့ဒီမှာမျိုးတိုင်းရင်းသားပါတီတို့ဒီခမီးတိုင်းရင်းသားပါတီတို့ဘာလို့စသဖြင့်ဒီလူတွေလည်းနော်ကျွန်တော်တို့ဒီမအားလာအစီမှာသွားပြီးတော့နော်မှတ်ကူတင်ပြီးတော့ဒီရုပ်ကောက်ပွဲကိုပါဝင်ဖို့ရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကဘုကိုတိုင်းဒီတောင်ကိုအချင်းထောင်မှာဆိုလို့ရှိရင်ဒီမြင်းကလေးတန်ချောင်းနော်တော်တော်ကိုပြည့်စည်သွားတယ်ဆိုတော့အဲ့ဒီပြည့်စည်မှုတွေကိုနေပြီးတော့ အခြေအနေတွေကိုသွားပြီးတော့ဒီမအလာရဲ့ဒုက္ခချုပ်ကနေပြီးတော့အဲ့ဒီမှာသွားပြီးတော့ဒီ social system မှုတွေလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့သွားပြီးတော့ စစ်စစ်တယ်ကြည့်ရှုတယ်စစ်စစ်တယ်မှာကြားတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတို့ဒီဆိုးဝဲကိုယ်တိုင်ကနေပြီးတော့သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့နေပြီးတော့နော်ဆေးရ theory ခရံတရားရုံးကနေပြီးတော့မြေကလျန်တန်းချောင်းအကုန်လုံးပြည့်စုံသွားတယ်နော်ဆိုတော့မနေ့ကကျွန်တော်ပေါ်ပြတဲ့အတိုင်းပဲဒီနေပြီးတော့မှာရှိတဲ့အစိုးရအဆောက်အဦဟူသမားအလုံးထောင်ကျော်ပြည့်စုံသွားတယ်ပြီးလို့ရှိရင်တော့800ကျော်နော်800ကျော်ဝန်ထမ်းလိုက်ခင်တွေအင်းတွေစသည်ဖြင့်အဆောက်အဦတွေပေါ့နော်အဲ့ဒီအဆောက်အဦတွေလည်းအကုန်လုံးပြည့်စုံဆုံးရှုံးမှုတွေရှိတယ်ဆိုတော့တချို့အဆောက်အဦတွေကတော့ ရှိတော့ရှိတယ်ဒါပေမဲ့လူမနေရဲတော့ဘောနော်အဲ့လိုမျိုးအစင်းမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုနေပြည်တော်မှာဇေယတိရိခရိုင်မှာဆိုလို့ရှိရင်တရားရုံးအဲ့ဒီဟာလည်းကျွန်တော်တို့မင်္ဂလာနာကြောင့်ဖြစ်စီတယ်နော်ဖြစ်စီတဲ့အခါကျတော့အဲ့ဒီမှာဆိုလို့ရှိရင်အမှုပေါင်း95မှုကိုနေပြီးတော့နော်တခြားနေရာကိုရွှေ့ပြောင်းပြီးတော့ဒီအမှုကိုစစ်စစ်ကြံ့နာမှုတွေလုပ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နော် April လ10ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ